ိမိစိတ်ထဲမှာမကောင်းတဲ့စိတ်ယုံမာတွေမဖြစ်အောင်စုပ်ပိတ်ထားဒါနံပါတ်1စူးစမ်းခြင်းပဲမနိုင်လို့ပေါက်ထွက်လာပြီဆိုရင်ဖယ်ရှားပြစ်ဟောဒီလိုဆိုလို့တာစိတ်မဆိုးအောင်တတိထားဆိုးလာမိရင်လည်းဖယ်ရှားဒါတမဝါယမလို့ခေါ်တယ်လောဘမဖြစ်သေးရင်မဖြစ်အောင်တတိထားမယ်မတော်တဆတတိလည်းလွတ်ဖြစ်သွားလို့ရှိရင်လည်းမြန်မြန်ဖယ်ရှားပြစ်ဖို့စူးစမ်းမယ် ကိုယ်တဏ္ဍမှာမဖြစ်ဘူးသေးတဲ့ကုသိုလ်တွေဖြစ်လာအောင်လုပ်တယ်ဖြစ်လာပြီးလို့ရှိရင်လည်းတိုးပွားလာအောင်လုပ်တယ်ဆိုပါစို့တနေ့တစ်ခါတစ်ခါမှမေတ္တာမပို့ဘူးဆိုလို့ရှိရင်မေတ္တာစပြီးတော့ပို့တယ်ဒါဖြစ်အောင်ကြိုးစားအဲ့ဒီတနေ့တစ်ခါကနေပြီးတော့နှစ်ခါဖြစ်အောင်လုပ်မယ်သုံးခါဖြစ်အောင်လုပ်မယ်ဆယ်ခါဖြစ်အောင်လုပ်မယ်ခါတရဖြစ်အောင်လုပ်လာမယ်တိုးပေါ်အောင်လုပ်ဒီလိုဆိုလို့တာနော်ကုသိုလ်ကောင်းမှုတွေဟာတိုးတိုးပြီးတော့လုပ်လာတာ အဲ့ဒါလို့အကုသိုလ်နဲ့ပတ်သက်ပြီးတော့စုပ်ပိတ်ခြင်းဖယ်ရှားခြင်းကုသိုလ်နဲ့ပတ်သက်ပြီးတော့မဖြစ်သေးရင်ဖြစ်အောင်လုပ်ခြင်းနဲ့ဖြစ်လာလို့ရှိရင်တိုးပွားလာအောင်ကြိုးစားခြင်းဆိုတဲ့ဒီကြိုးပမ်းမှု၄ရပ်ကိုတမဝါယမလို့ခေါ်တယ်အဲ့ဒါဟာလည်းပဲအာယုစိုက်ပြီးတော့ကြိုးပမ်းရမယ်ဒီလိုကြိုးပမ်းပြီဆိုလို့ရှိရင်အမှန်တရားပေါ်မှာတတိထားပြီးတော့ကြိုးစားရမှာဖြစ်တော့ကြောင့်တမတတိတတိမရရင်မလောက်ဖြစ်ဘူးလေသူက ဒါကြောင့်သတိရှိရမယ်။အဲ့ဒီလိုကြိုးစားတဲ့အခါမှာစိတ်တည်ငြိမ်မှုဆိုတာအရေးပါတယ်။တမာတမာဒီဆို။ဟောမဂ္ဂင်၈ပါးဆိုတာအဲ့ဒါမဂ္ဂင်၈ပါးနဲ့အလွတ်လွတ်ဒီလိုဆုံးလို့တာပေါ့